ညာပဲဖရားပန်းကိုထိုးတာကတကယ်ပဲအိမ်မှာခိုက်တတ်တယ်အန္တရာယ်ကြောက်တတ်တယ်လားတချို့ကပြောလိုက်သေးတယ်အိမ်ရှိမှမွေးတိုင်ထွန်လိုက်တာနဲ့အိမ်ထဲကို မကောင်းဆိုးဝါးတွေကိုဝင်ခွင့်ပေးလိုက်တာနဲ့အတူတူပဲတဲ့သိကြတယ်အဲ့ဒီစကားတွေကိုပြောတဲ့လူတွေကဘုရားဘာသာစစ်စစ်မဟုတ်ဘူး မြေယိုးဖလာဗုဒ္ဓဘာသာတွေဆိုတာသိကြတယ်ဓာတ်တွေနတ်တွေကိုအယုံကြည်ရှိဓာတ်လိုလိုနတ်လိုလိုဂါထာလိုလိုအဲအိုင်လိုလိုရရရလိုလိုနဲ့ဟိုယောင်ယောင်ဒီယောင်ယောင်လူတွေပါဇက်ကပြောတဲ့စကားတွေပဲတကယ်ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုလို့ရှိရင်အဲ့ဒီစကားတွေကို လုံးဝအယုံကြည်ရှိမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့မြတ်ဗုဒ္ဓကိုဒီပန်းနဲ့ပူဇော်တာပဲ ိုကြိုက်တဲ့အချိန်ကိုကြိုက်တဲ့ပန်းနဲ့ပူဇော်မှာပေါ့ညဘက်မှာအားပါတယ်ဆိုညဘက်ဒီဖျားပန်းနဲ့မပူဇော်ရတော့ဘူးလေလားဒါဆိုတနေ့ကောင်အလုံးလုံးပြီးတော့မအားတဲ့လူကညဘက်ဖျားပန်းပူဇော်လိုက်တာနဲ့အိမ်ကဒုက္ခရောက်ပြီးတော့မှတကယ်ကိုမှဘဝကပျက်စီးရတော့မှာတယ်လားအဲ့ဒီတော့ဦးဇင်းတို့သူတော်ကောင်းတို့တွေကိုမြတ်စွာဘုရားကိုအစင်းအနတ်အယောင်ဒါတွေနဲ့ပူဇော်တာပန်းပူဇော်တယ်ဆိုတာက ယနံလေးတွေကိုပူဇော်တယ်အစင်းလေးတွေကို ပူဇော်တယ်ဖြစ်တဲ့အတွက်ကိုဘလို့ပန်းကိုပဲပူဇော်ပူဇော်အစင်းရှိတဲ့ပန်းအနှံ့ရှိတဲ့ပန်းလတ်လတ်ဆတ်ဆတ်ကလေးတွေဆိုရင်ပူဇော်လို့ရတာပဲလေဘယ်ချိန်ရလို့ဘာမှတတ်မှတ်ထားတယ်ဆိုတာဘာမှမရှိဘူးအဓိကကကိုယ်သရတရားဖြစ်တဲ့အချိန်ကိုယ်ပူဇော်ခြင်းတဲ့အချိန်ကိုယ်စိတ်ကြည်လင်နေတဲ့အချိန်ကိုယ်စိတ်ချမ်းသာတဲ့အချိန်ကြိုက်တဲ့အချိန်ပူဇော်လို့ရတယ်ဘာမှမဖြစ်ဘူး အဲ့တော့အိမ်ရှိမှာအမွေးတိုင်းထွန်းရင်မကောင်းဆိုးဝါးတွေကိုဝယ်ခွင့်ပြုတယ်ဆိုတော့အဲ့ဒီစကားကိုဘယ်သူကတီထွင်ပြီးတော့ပြောခဲ့တာလဲဦးစင်းတို့ငငယ်ကဆိုရင်ចောင်းပေါဝါမှာတော့မဟုတ်ဘူးចောင်းပေါဥနာမှာတော့မဟုတ်ဘူးညဘက်ဆိုရင်စာရင်ចောင်းဆင်းပြီဆိုရင်ចောင်းပေါကနေပြီးတော့မှဦးစင်းတို့ဆင်းဆင်းသွားပြီးတော့မှတញ្ញံကုန်းတဲ့ကဂူလေးပေါ်မှာသွားထိုင်တဲ့အခါမှာဘယ်ချင်းသေးကိုတွေတလောက်ခင်မစားသေးဘူးအဲ့ဒီအမွေးတိုင်းနေဦးစင်းတို့အထုပ်ကြီးတွေကြီးပဲအများကြီးယူသွားတယ် ဦးဇင်းတို့ထိုင်တဲ့ပပတ်လယ်မှာအဲ့ဒီအမွေးတိုင်တွေအထုတ်လိုက်တွေထုံးပြီးတော့မှဦးဇင်းတို့အဲ့ဒီတင်းကျက်ကုန်းတွေအခုပေါ်မှာထိုင်တာဘယ်ပြိတ်တာဘယ်သစီဘယ်တရေဘယ်မင်းစာမှတော့မတွေ့ဘူးဆိုလိုချင်တာကလေလူဆိုတာကအေးအဲ့ဒီလူမျိုးအမွေးတိုင်ထုံးလို့ဒီမကောင်းဆိုးအောက်ကို ဖိတ်ခေါ်လိုက်ပြီလို့ပြောတဲ့လူတွေသူတို့အိမ်ထဲကိုဝင်ဘူးလို့လားဝင်ဘူးလို့တွေ့ဘူးလို့ပြောတယ်ဆိုရင်လေတေချာတယ်အဲ့ဒီလူတွေဟာ အာဟုသူတော်တော်အားကြီးတဲ့လူတွေတော်တော်ကိုမှဘုံကံ မရှိတဲ့လူတွေကြောင့်မလို့အဲ့ဒီလိုဖြစ်တာပဲနော်အာဟုသူအားကြီးပြီးတော့အိမ်ဆောင်နဲ့ကိုဆောင်နဲ့တောင်ဘေးနားမှာရှိတဲ့နတ်တွေကတောင်မဆောင်ရှောက်နိုင်တော့လောက်အောင်အာဟုသူအားကြီးဖိစီးနေတဲ့လူတွေအိမ်ကြောင့်မို့ပဲအဲ့ဒီနတ်တွေမဆောင်တော့လို့အဲ့ဒီမကောင်းဆိုးဝါးတွေဝန်ခံရတာပဲဖြစ်နေတယ်ဒါကြောင့်ဖျားပန်းကို ညဘက်ဖက်ဖြစ်ဖြစ်နေဘက်ဖက်ဖြစ်ဖြစ်မနှက်ဖက်ဖြစ်ဖြစ်မိုးလင်းမဲ့ဖြစ်ဖြစ်ကြိုက်တဲ့အချိန်မှာပူဇော်ပါကုသိုလ်ရပါတယ်။ပန်းအကျိုးပန်းလူရတဲ့အကျိုးတွေလည်းရပါတယ်။အမွေးတိုင်ကိုလည်းခြံဝမှာပဲထွန်ထွန်လမ်းမှာပဲထွန်ထွန်တင်ញံကုန်းမှာပဲထွန်ထွန်ဘာမှမဖြစ်ပါဘူး။နှလုံးစိတ်ဝမ်းငြိမ်ချမ်းကြပါစေ။